နိဝါဒဆိုတဲ့မင်္ဂလာနိဝါဒဆိုတာကမမာနကိုနှိမ်ချမာနဆိုတာလူတိုင်းရှိတယ်။နော်မာနဆိုတာတော်တော်အံ့ဩစရာကောင်းတဲ့သဘောတစ်မျိုးလို့ဥရင်ထင်တယ်။နောက်ပစ္စည်းတွေပေါ်ရင်လည်းမာနကြီးတဲ့တယ်။ရုပ်တွေချောရင်လည်းမာနကြီးတဲ့တယ်။ပညာတွေသိတတ်ရင်လည်းမာနကြီးတဲ့တယ်။တခါတည်းရန်ကြတော့ရုပ်ချောတာတွေပညာတတ်တာတွေပစ္စည်းပေါ်တာတွေဘာမှမာနကြီးစရာ ထင်ထင်ရှားရှားအကြောင်းမရှိပါဘဲနဲ့မာနကလည်းကြီးတဲ့တဲ့ဘလို့လို့ကြီးတုံဆိုတော့မရှိလို့ကိုကြီးတယ်။ကဲဘလို့အံ့ဩစရာကောင်းတော့ရှိတော့ရှိလို့မို့ကြီးတယ်မရှိတော့လည်းပဲမရှိလို့မို့ကိုအဲ့ဒီမရှိခြင်းဒီပဲနဲ့မာနကြီးခြင်းရဲ့အကြောင်းဖြစ်တယ်ဟုတ်ဦးရှင်တို့အဘိနသုတ်တံမှာမြတ်စွာဘုရားဟောထားတာလေးတခုသတိရမိတယ်။အဲ့ဒီမှာဘာဟောထားတယ်ဆိုတော့ဦးခြင်းကိုစဉ်းစားတဲ့နေတဲ့တတ္တဝါတွေဟာ အခန္ဓာဟာဩဒိတဲ့သဘောရှိတယ်ဩဒိတဲ့သဘောကိုဘလုံးမမလုံးဆန်းနိုင်ဘူးဒါဟာတေချာပေါက်ရင်ဆိုင်ရမယ်တွေ့ကြုံရမယ်ခန္ဓာရဲ့သဘာဝတရားဖြစ်တယ်အဲ့ဒါကိုစဉ်းစားပေးရမယ်ဆင်ခြင်ပေးရမယ်အဲ့ဒီဩဒိတဲ့သဘာဝကိုစဉ်းစားမယ်ဆိုလို့ရှိရင်ဝရမန်ဆိုတာကိုဖေရှားနိုင်နေတယ်ဟောဒီမှာမန်ဆိုတဲ့စကားလုံးလေးတစ်လုံးသုံးထားတယ်နော်ဝရမန်နဲ့ဝရမန်ဆိုတာကအရွယ်ကိုအကြောင်းပြုပြီးတော့ဖြစ်တယ်ပါဟောနော်ဘေးတဲ့ဘောင်းတော်မန်နေအမျိုးမျိုးရှိတယ်ဆိုတာလေးကိုဥစဉ်ကတတိယမိတာပါ အဲ့လိုပဲကိုယ့်ရဲ့ခန္ဓာဟာနာတတ်တဲ့သဘောရှိတယ်။နာခြင်းသဘောတရားအမြဲတမ်းရှိတယ်။တနေ့မှအကြီးကြီးနာရလိမ့်မယ်။အော်ရဟိယညီရညူရတဲ့အဆင့်ကိုရောက်လိမ့်မယ်။ဒီသဘောကိုဘယ်လိုမှခန္ဓာဟာလွန်ဆန်ခွင့်မရှိဘူး။ဒါခန္ဓာရဲ့ပင်ကိုယ်သဘာဝဖြစ်တယ်။ဒီအချက်ကိုဒကာမတို့ဦးဇင်းတို့ကအမြဲတမ်းစဉ်းစားပေးရမယ်၊ဆင်ခြင်ပေးရမယ်။အဲ့လိုစဉ်းစားဆင်ခြင်လို့ရှိရင်အာရောက်ချမှန်ဆိုတဲ့ကျမကြီးကောင်းတယ်ဆိုတာကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန် ပပျောက်သွားမယ်။ဟောသုံးထားပြန်တဲ့တလုံးတော့အရွယ်ရှိခြင်းဟာလည်းမန္တချင်းရဲ့အကြောင်းတစ်မျိုးလို့သိရတယ်။ကျမ်းမာရေးကောင်းခြင်းဟာလည်းမန္တချင်းရဲ့အကြောင်းတစ်မျိုးလို့သိရတယ်။ဒါအလုံးမလည်းထင်ရှားတယ်။ကျမ်းမာရေးမဟာဘဲချိန်မှထင်ရှားတော့ဆိုရင်ကျမ်းမာရေးမကောင်းတဲ့အချိန်မှညှိုးငယ်နေတာကိုကြည့်တော့အဖြစ်ကျမ်းမာရေးကောင်းတဲ့အချိန်မှမန်လေးရှိတယ်ဆိုတာသိနိုင်တယ်။ဟုတ်လား။အဲအဲ့ဒါလိုပဲဦးဇင်းတို့ ခန္ဓာဟာတည်တတ်တဲ့သဘောရှိတယ်ဒီနေ့အပျက်စီးကြီးပျက်စီးရလိမ့်မယ်ဒီသဘောကိုဘယ်လိုမှမလွန်ရှင်းနိုင်ဘူးတည်ရမယ်ပျက်စီးရမယ်ဆိုတာခန္ဓာရဲ့ပင်ကိုသဘာဝဖြစ်တယ်ဘယ်လိုမှရှောင်လွှဲလို့မရဘူးလို့စဉ်းစားရမယ်ရှင်းကြရပေတယ်အဲ့ဒါလို့စဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်ဇီဝိတမန်ဆိုတာကိုဖယ်ရှားဖြစ်နိုင်တယ်တဲ့ဟောလာပြန်ပြီမန္တေမျိုးဇီဝိတမန်တဲ့ဇီဝိတမန်ဆိုတာကရှင်သန်ခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှာ အသက်ရှင်ယုံရှင်နေတာကိုပဲအဲ့ဒါကမမာနဖြစ်ခြင်းရဲ့အကြောင်းတရားတစ်မျိုးဖြစ်ပြန်တယ်လို့ဆိုတယ်။အလွန်အောစရာကောင်းတဲ့စိတ်ရဲ့သဘောတွေပါ။နော်ဒီနေရာမှာဦးရှင်တို့ရှင်သန်ခြင်းဆိုတဲ့ဒီဇီဝိတကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မံကိုထင်ရှားခြင်းတယ်ဆိုလို့ရှိရင်တည်ခြင်းသဘောတရားကိုစဉ်းစားပြီးတော့တည်ခြင်းသဘောတရားကိုစဉ်းစားနေတဲ့အခိုက်အတန့်မှာဇီဝိတမှန်ပြောင်းနေတာကိုဟိုခံစားကြည့်ရင်းနဲ့ သိခြင်းသဘောတရားကိုမစင်းသားတဲ့အခါမှာဇီဝိတမှန်ရှိနေတဲ့စကားကိုနှိုင်းရှင်ပြီးတော့နားလည်ကြည့်ရင်ရနိုင်တယ်လို့ထင်တယ်။ဒါကပိဋကတို့အတွက်စဉ်းစားကြရလေဦးဇင်ကပြောပြတာပါ။ဒါကြောင့်ပိဋကပေါင်းတရကောင်းတို့ဒုတိယဒီဃာထာလေးအရာဒုတိယမင်္ဂလာကဘာတော့ဆိုတော့နိဝါဒ။နော်အယုသည်မပြုတ်နိုင်ဘူးဆိုတာဘာတော့ဆိုတော့အဲ့ဒီမမာနာကိုမနှိမ်ချနိုင်လို့။ဒါကြောင့်ဃာတော်ဘဝနဲ့နိဝါဒဆိုတာကဆက်ဆက်မှုမရှိဘူးလား။ မမနာကိုနှိမ့်ချနိုင်ရင်အယုဒီပြုတ်နိုင်တယ်အယုဒီပြုတ်နိုင်တယ်ဆိုရင်လည်းမမနာကိုနှိမ့်ချပြီးသာဖြစ်နေတဲ့သဘောမရှိဘူးလားရှိတယ်ဒါကြောင့်မမနာသည်တကယ်တမ်းကတော့ခက်ထန်တယ်ဆိုတာပျက်စီးခြင်းရဲ့အကြောင်းပဲလူမုံများခြင်းရဲ့အကြောင်းပဲမမနာကိုနှိမ့်ချပြီးတော့နူးညံ့တိမ်မွေးစွာမန်ကင်းကင်းနဲ့နေနိုင်တာဟာလူချစ်လူခင်များခြင်းရဲ့အကြောင်းပဲစောစောကပြောခဲ့တဲ့ဗြဟ္မဝိဟာရတရားတိုးပွားခြင်းရဲ့အကြောင်းပဲဒါကြောင့်ဘာကိုပဲအကြောင်းပြုတ်ပြုတ် ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ဒီမမာနကိုတတိထားပြီးတော့မဖြစ်အောင်ကြိုးစားသင့်တယ်အထုတ်သင့်တယ်ဟုတ်လားအဲ့လိုကြိုးစားအထုတ်ရင်ဖြင့်နိဝါဒဆိုတဲ့မင်္ဂလာဖြစ်အောင်ဒကာမတို့ဦးဇင်းတို့မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်ဒီနေရာမှာမမာနကိုနှိမ့်ချတယ်ဆိုတာလည်းပဲသူတော်ကောင်းတွေရဲ့သဘောတဘာဝဒါကြောင့်ဦးဇင်းတို့ကျန်ကနေတယ်မှာတော့ခြေတုပ်ပစိုးမွေဇွဲကျိုးကျိုးကျိုးနွာလာဆိုပြီးနော်ဟိုခြေတုပ်ပစိုး ဒကာဓမ္မတို့ဦးဇင်းတို့နော်ကောင်းတာပဲဖြစ်ဖြစ်ရှိုးတာပဲဖြစ်ဖြစ်တွေ့ရင်တုတ်တာပဲရှိုးပြီးတော့အိမ်မှာအဝိစုသဘောမျိုးနဲ့ထားတာရှိတယ်ဟုတ်လားကြမ်းမြေပေါ်မှာပြစ်ထားတယ်အညီအကြီးတွေဘာတွေပင်ရင်လည်းအဲ့ဒါနဲ့တုတ်လိုက်တာပဲဟုတ်လားကောင်းတဲ့အမွှေးကြိမ်ဘာညာပင်ရင်လည်းပဲအဲ့ဒါနဲ့တုတ်လိုက်တာပဲဘာနဲ့ပဲတုတ်တော့အဲ့ဒီအဝိစုဟာဟိုသူ့မှာရွံရှာတယ်ဆိုတဲ့သဘောငါကဒီလိုလုံးရတယ်လုံးရကောင်းလားလို့အဲ့ဒီလိုမျိုးအဲ့ဒီအဝိစုမှမရှိဘူးဟုတ်လား ဲ့လိုပဲဒကာမတို့ဦးကြီးတို့တွေဟာဟိုအဝိစုတ်လိုမျိုးကိုယ့်ရဲ့စိတ်ကိုနှိမ့်ချနိုင်ဖို့လိုတယ်ဆိုတာဒါကဦးကြီးတို့ဗမာစကားလို့ဆိုပေမဲ့လို့မူရင်းပြောခဲ့တာကတော့ဟိုရှင်သာရိပုတ္တရာကိုရမျက်ကြီးလို့ဦးကြီးထင်တယ်။ဘာဖြစ်လို့ဆိုဦးကြီးတို့ဟိုတိဟနာရတုတ်တန်ဆိုတာရှိတယ်အင်္ဂုတ္တပါဠိတော်မှာအဲ့ဒီတိဟနာရတုတ်တန်မှာရှင်သာရိပုတ္တရာကိုရမျက်ကြီးကဟိုဒေသစာရီကြွကနေမှာသင်္ကန်းရမ်းလိုက်တယ်ပေါ့ အဲ့ဒါလိုရမ်းလိုက်တဲ့ခါမှာရမ်းလိုက်တဲ့သင်္ကန်းစားကဘေးကယဟန်တပါးကိုတွားပြီးတော့ခိုင်းမိတယ်။ဒါသိပြင်းပြင်းထန်ထန်ကြီးမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီယဟန်ကအဲ့ဒါကိုမကျင်တတ်။ဘာလို့မကျင်တတ်တာတော့ဆိုတော့အဲ့ဒီသင်္ကန်းစားနဲ့ခိုင်းမိလို့မကျင်တတ်တာတော့မဟုတ်။သောတပိုင်းတုန်းကရှင်မြတ်ကြီးကဒေသတရီကြွကနေမှဟောရတချို့ယဟန်တွေကနှုတ်ဆက်ကြတယ်ပေါ့။သူကလည်းပဲနှုတ်ဆက်ပြန်နှုတ်ဆက်တယ်။အဲ့ဒီယဟန်ကလည်းသူ့ကိုလာနှုတ်ဆက်လိုက်မယ်လို့သူကမျှော်လင့်ထား။ဒါပေမဲ့အရှင်မြတ်ကြီးကသူ့ကိုမေးလျော့ပြီးတော့မပြောမိဘူးပေါ့ အဲ့တော့ငါ့ကို လူရမသွင်းဘူးဒါငါ့ကိုလူကြားထဲမှာအချက်ခွဲတာဟာလို့သူ့စီထဲမှာအဲ့လိုခံစားရပုံရအခက်တော့အခက်ကြီးပဲနော်အေးဒါရှင်သာရိပုတ္တရာကိုရမကြီးကအလွန်ထင်ရှားတဲ့ပုံကိုဆိုတော့ထင်ရှားတဲ့ပုံကိုရဲ့အတိအမှတ်ပြုမှုကိုမခံရတာကသူ့အတွက်အလွန်မှအခက်ရခက်သွားတဲ့သဘောမျိုးဖြစ်သွားတာလို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားအဲ့ဒီတော့ဘာလို့တော့ဆိုတော့သူမကျေနပ်ဘူးအဲ့ဒီလိုမကျေမနပ်ဖြစ်နေတဲ့အချိန်မှာပဲရမ်းလိုက်တဲ့သင်္ကန်းကသူ့ကိုသွားပြီးတော့ခိုင်းမိတယ် အဲ့ဒီမှာသူကမြတ်စွာဘုရားကိုသွားလျှောက်တယ်ဗျာရှင်ဗျာတဲ့ရှင်သာရိပုတ္တရာကိုတော်မြတ်ဟာငါလက်လက်ရယံအက္ခတဝကမထေဆိုတဲ့အနေနဲ့သူ့ကိုသင်္ကန်းနဲ့ပုတ်ခတ်ပြီးတော့အဲ့ဒါမတောင်းပါမယ်နဲ့ထွက်သွားတယ်လို့သွားလျှောက်အကြောင်းအကျုံကိုမြတ်စွာဘုရားကတော့သိပြီးသားပါဒါပေမဲ့လို့ယတနာဖြစ်လာပြီဆိုရင်ဖြည့်ရှင်းရမယ့်ဝတ္တရားတာဝန်ကဒါအကြီးကဲပုဂ္ဂိုလ်ရဲ့တာဝန်လို့ဆိုနိုင်မလားဆိုနိုင်တယ် အဲ့ဒီလိုဆိုတော့ရှင်သာတိဗုဒ္ဓါကိုသွားပြီးတော့ခေါ်ကြည်လို့မြတ်စွာဘုရားခိုင်းတယ်။အဲ့ဒီလိုခိုင်းတော့ရှင်သာတိဗုဒ္ဓါကိုတို့မကြီးရောက်လာတယ်ပေါ့။အဲ့ဒီမှာဟုတ်သလား။သင်ဟာသင်္ကန်းနဲ့ပုတ်ခတ်ပြီးတော့မတောင်းမမဲနဲ့ထွက်သွားတယ်ဆိုတာဟုတ်သလား။အဲ့တော့ရှင်သာတိဗုဒ္ဓါကိုတို့မကြီးကတိဟနာဒလို့ဆိုတဲ့ရှင်သေးတွေဟောက်တယ်လို့အလွန်မှရဲရဲရင့်ရင့်သူ့ရဲ့ခုံကြီးတွေကိုအဲ့ဒီမှာပြောတယ်။အဲ့ဒီပြောတဲ့စကားဦးဇင်းတို့ကိုးကွန်းပါတယ်ပေါ့နော်။သူ့ရဲ့အစွမ်းရည်တတ္တိ အဲ့ဒါဦးဇင်းတို့ပိသက်ပေါင်းသူတော်မတို့တိဟနာရသုတ်တံကိုလေးလာကြီးမှနာယုကြီးမှဒါကြေကြေပြန်ပြန်ပြည့်ပြည့်စုံစုံသိရမှာပေါ့အလွန်ကောင်းတဲ့သုတ်တံမှာအဲ့ဒီသုတ်တံကဟုတ်လားအဲ့ဒီတည်းမှာခုနတုန်းကပြောခဲ့တဲ့ခြေတုပ်ပစိုးဆိုတာပါအဝိစုတ်ဆိုတာပါနော်အဲ့ဒီအဝိစုတ်ကကောင်းတာပဲသုတ်တုံမကောင်းတာပဲသုတ်တုံသူ့မှာရှင့်နိုးတဲ့သဘောယွန်းရှားတဲ့သဘောဆက်စုပ်တဲ့သဘောမဖြစ်ပါဘူးတဲ့အဲ့ဒါလိုပဲတပည့်တော်ကလည်းပဲ ကောင်းတာတွေပဲပြောပြောမကောင်းတာတွေပဲပြောပြောကောင်းတဲ့အတွေ့အကြုံတွေပဲတွေ့ရတွေ့ရမကောင်းတဲ့အတွေ့အကြုံတွေပဲတွေ့ရတွေ့ရဘာတွေပဲတွေ့ရတွေ့ရသူ့မှာဒီခြေစုပ်ပစိုးလို့အဝတ်ရှုပ်လို့ဘာမှတုံ့ပြန်မှုမရှိဘူးလို့အဲ့လိုနှိမ့်ချထားတယ်ဆိုတဲ့အတိတ်ပဲမျိုးပြောတာဟုတ်လားပြီးတော့အဲ့ဒီတဲမှာတော့ဦးဇင်းတို့မွေစွဲကျိုးတော်မပါနောက်ဂျူးဂျူးတဲ့နွားလားဆိုတာလည်းအဲ့ဒီမှာပဲပေးထားတယ်ဥမာပေးထားတယ်ဒါကြောင့်မိတ္တပေါင်းတို့တော်ကောင်းတို့ မိမိကိုယ်ကိုအလွန်နှိမ့်ချတဲ့သဘောမျိုးရှိဖို့အရေးကြီးတယ်။ဒါကလည်းပဲအသိဉာဏ်ပညာကြီးမားလေလေနှိမ့်ချလေလေပဲ။ဆန့်ကျင်ဘက်အနေနဲ့အသိဉာဏ်ပညာနည်းလေလေတကြွလေလေမြင့်မောက်လေလေပဲ။ဟောဒါကြောင့်ဦးရှင်တို့ဟိုစဘနံနဲ့ဥမာပေးပြီးတော့ပြောကြဆိုကြတာမရှိဘူးလား။ရှိရနော်။စဘနံများအနှစ်မတည်ရင်မှအလွန်ထောင်နေပေါ့။ဟုတ်လား။အားတစ်ပြည်ပြင်းနဲ့ဒါတွေကအရေးလဲလာပြီးတော့အနှစ်အဆန်တင်းလာပြီး ရင့်မာလာပြီရင့်မာလာပြီဆိုတာနဲ့အမျှဒီစပနံလေးကတဖြည်းဖြည်းနဲ့ညှုပ်ပြီးတော့ကြာလာတယ်။အဲ့လိုပဲဘဝရဲ့အကြောင်းလောကရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုသိရင်သိရသလောက်။ဩဒီဘဝဒီခန္ဓာဒီလောကကိုအကြောင်းပြုပြီးတော့တကယ်တမ်းကတော့ဘာမှမနာမှဖြစ်เสียမရှိပါလားဆိုတဲ့အမြင်သူ့မှာရှိတယ်။ပြောချင်တာကဉာဏ်ကြီးရင်ကြီးသလောက်အတိများရင်များသလောက်မမနာကြတယ်။ မြင်မရှိရင်မရှိသလောက်လောကရဲ့အကြောင်းခန္ဓာရဲ့အကြောင်းဘဝရဲ့အကြောင်းကိုမသိရင်မသိသလောက်မာမနာအလွန်ကြီးတယ်။ဒီအချက်ကလေးကိုပေးတဲ့ပေါင်းတော်တော်သဘောပေါက်ဖို့လိုတယ်ဟုတ်လား။ဒါကြောင့်မာမနာကိုရှော့ချခြင်းနဲ့ဆိုလို့ရှိရင်စိတ်မှန်တဲ့လောကရဲ့သဘာဝကိုသိဖို့လိုတယ်။စိတ်မှန်တဲ့လောကရဲ့သဘာဝကဘာတုံးဆိုတော့မမြဲခြင်းသဘောပဲ။ဒါအတူတူပြောတာပါ။ဒါကြောင့်မမြဲခြင်းတဘာဝကိုသိမြင်နားလည်မှုရှိရင်ရှိသလောက်မမနာဟာကြာပါ မမနာဖြစ်เสียဘာမှမရှိဘူးလို့သူနားလေတာ ਉਹ ဒါကြောင့်ဦးဇင်းတို့ကျန်ကန်နေတဲ့မှာလည်းမြတ်စွာဘုရားတရားဟောထားတာရှိပါတယ်အနိစ္စဘာဝနာကိုပွားများလို့ရှိရင်အတ္တမိမာနောသမုခာတိနော်ငါလို့ဆိုတဲ့ဒီမမနာကိုဖေရှားနိုင်တယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ပိဋကတ်ကောင်သူတော်ကောင်တို့ဘဝနဲ့ပတ်သက်ပြီးတော့လောကနဲ့ပတ်သက်ပြီးတော့ခန္ဓာနဲ့ပတ်သက်ပြီးတော့တကယ်ဘလို့မှမငင်းနိုင်တော့အောင်မှန်ပါတယ်လို့